ဆောင်မလာပြီနေမှာဘယ်လိုရည်ရည်လောက်ကြမလဲအလုပ်ရမယ့်ချိန်ကတော့မနေ့လာပြီနေမနေ့မနေ့ပိုင်းပါနော်မနေ့ပိုင်း6နိုင်ရည်9နိုင်မှာလောက်ပါ6နိုင်9နိုင်လောက်နိုင်အကောင်းဆုံးနော်မလောက်နိုင်တဲ့သူတွေမအားတဲ့သူတွေကညနေပိုင်းညဘက်6နိုင်နဲ့9နိုင်မှာလူပေးပါဖះရှင်ကိုလူပေးပါနော်ဖះရှင်လူပေးပါဘာလို့အောင်မလဲဆိုလို့ရှိရင်လင်မန်းစတီးလင်မန်းတစ်ချက်ရှာပါနော် စရီလီမန်နဲ့ပြရှာရှာပြီးလို့ရှိရင်အဲ့လီမန်နဲ့မှအကုန်စုတယ်ပေါ့ဗျာစုတရမယ်ဟောပြောပြပါမယ်ဟောကျွေးပကံများနဲ့ကျွေးပကံမဆရာအနာကိုရွှေရောင်ပါလို့ရအပြရတယ်ပါလေရတယ်မပါလေရပါတယ်နော်ပန်းပါလေပကံများဆိုလို့ရပါတယ်အဲ့ကျွေးပကံများတဲ့ကိုစံထည့်ပေါ့နော်စံတပုံးလောက်ထည့်ထည့်ပြီးလို့ရှိရင်ငွေထောင့်တရာကိုကြရောပုံစံလေးချူကြရောပုံအောက်ကခောက်ဆရာမလို့နော်ဒီတိုင်းလေးပဲစိုက်လိုက်ပါစံပေါ်ကိုစိုက်လိုက်ပါနော်စက်အလေးတက်တက်လေးမှထိုးလိုက်ပါပြီးပြီဆိုရှင်တော့ကမြေပဲပေါ့နော် မြေပဲမြေပဲစားလော်လည်းရမြေပဲလော်ရတယ်ပေါ့နော်မြေပဲကြော်လည်းရတယ်မြေပဲယူလည်းရတယ်မြေပဲယူလည်းရတယ်မြေပဲလော်လည်းရတယ်နောက်မြေပဲစားလော်လည်းရတယ်နောက်မြေပဲယူဆိုရင်တော့ဘူကောင်းပါပေါ့နော်မြေပဲယူပြီးလို့ရှင်မြေပဲကြော်နော်ဒါမျိုးလေးကိုလည်းပကံများကျွေးပကံများလေးနေပဲထည့်ပါပြီးလို့ရှင် ရေတကောင်းရှိရတယ်လို့ရေတကောင်းတဲ့ကိုရေ ဟိုတဝက်ကြော်ကြော်ထည့်ပါနော်ရေတကောင်းတော့ရေထည့်ရေတကောင်းမရှိတဲ့သူကဖန်ကွက်ထည့်ဦးရေထည့်ပါခုနကခုနစတီးပကန်နဲ့ဆုထည့်ပါနော်အဲ့ဒါပြန်ပြောမယ်ပြီးလို့ရှိရင်ဖျောင်းနိုင်တဲ့နိုင်ကိုလည်းကျွေးပကန်များပေါ်မှာစိုက်ပါစိုက်ပြီးတော့ဖျောင်းကပ်ပါမယ်နော်အဲ့ဒါပြန်ပြောပါမယ်လောရမယ့်ချိန်ကမနေ့6နာရီကနေမနေ့9နာရီပါလာပြီးနေပါမအားလို့မလုံနိုင်တဲ့သူတွေကညနေမှလုံပါညနေ6နာရီနဲ့9နာရီကြာမှာ ဖျားရှင်ကပ်ပါမယ်စတီဗန်ကများအကြီးစတီစတီလင်မန်တစ်ချက်လောက်ယူပါယူပြီးတော့ပစ္စည်းတွေအားလုံးစုထည့်ပါမယ်အဲ့တော့ကျွေးပကံများတွေကိုစမ်းတပုံးလောက်ထည့်ပါเนาะထည့်ပြီးလို့ရှင်အလဲတဲ့တဲ့မှာငွေထောင့်တရားပေါ့ငွေတောင့်တရားကရော့ပုံစံနဲ့ချိုးလိုက်နှစ်ခုထပ်ထပ်ပြီးတော့ကရော့ပုံစံနဲ့ချိုးလိုက်ချိုးပြီးလို့ရှင်စမ်းအလဲကောင်တက်တဲ့မှာစိုက်ပြီးပါပြီးပြီဆိုလို့ရှင်ရေပေါ့เนาะကြည့်ကြလို့ရှိရင်လည်းအော်မြေပဲလော်ရရင်မြေပဲပေါ့အကောင်းဆုံးမြေပဲယူပေါ့နော်ကျွန်တော်စားနေမြေပဲယူကျွေးပကံများနဲ့တပကံထည့်ပါ ဒါပါဆိုကြွေးပွဲမှာជីជីတေးတေးရပါတယ်နော်ကိုအစင်ပြီးသူတို့လောက်ပါဟိုငွေကြီးငွေကြီးရအောင်လက်ခေါ်တာဖြစ်တဲ့အတွက်ကြောင့်ထည့်ပေးမယ်အမြေပဲယူပေါ့နောက်တစ်ခါကျမကြီးကောင်းအောင်နောက်တစ်ခုပေါ့နော်ကျမကြီးကောင်းအောင်ကျွန်တော်တို့အစာကြည်စည်းတဘူးလောက်ထည့်ပါပါဆိုစေးမခေါင်းလည်းညာနော်အစာကြည်စည်းတဘူးလည်းထည့်ပေးပါပြီးပြီဆိုလို့ရှိရင်ကျွေးပကံများတိတိလေးပေါ်မှာဖျောင်းတိုင်တိုင်ဆိုအဖြူရောင်ပေါ့နော်အဖြူရောင်တို့မို့အစိမ်းရောင်တစ်ခုစိုက်ပါမိထွန်းပါမယ်နော်ပြီးလို့ရှိရင်ရေတကောင်းရေတကောင်းနဲ့ကိုရေထဲပါရေတကောင်းမရှိတဲ့သူတွေကတော့ဘာလုပ်ရမလဲဆိုတော့ ဖန်ဖန်ကွက်ထဲကိုရေးထည့်ပါเนาะတောက်တော့ရေးထည့်ပါကဲပြန်ပြောပါမယ်နောက်တစ်ခေါက်ပါเนาะစတီးလင်မအကြီးတစ်ချက်ထဲကိုယူလိုက်ပါယူပြီးတော့ခြေပကံများထည့်လိုက်ပါခြေပကံနဲ့ဆန်တဘုံးလောက်ထည့်ပါထည့်ပြီးတော့အလေတဲတဲမှာထောင့်တရားကိုကရော့ပုံစံချိုးပါဖိမက်ကိုမခောက်ပါနဲ့เนาะဆန်လေကောင်းတဲတဲမှာစိုက်ပြီးပါပြီးရင်ဆိုမြေပဲလော်တော့မဟုတ်မြေပဲကြော်တော့မဟုတ်မြေပဲယူကိုပကံများလေးတီးတီးလေးဖြစ်ဖြစ်ကြီးကြီးဖြစ်ဖြစ်เนาะအစင်ပြေတာနဲ့ထည့်ပါထည့်ပါခြေပကံများနဲ့ပဲထည့်ပါပြီးရင် ရေတကောင်းပေါ့နော်ရေတကောင်းရရေတကောင်းထဲမှာရေမရရေတဖန်ခွက်ပေါ့နော်ရေဖန်ခွက်တစ်ခွက်ထဲပါတောက်တော့ဤထဲပါနော်ပြီးရင်ကျွေးကံများတဲ့ကိုဖျောင်းနိုင်စိုက်ပါဖျောင်းနိုင်ဖြူပြောင်းတော့မို့အစိမ်းအောင်စိုက်ပါမိပူစောပါမိအစာကြီးစီရရင်အစာကြီးစီတပူထဲပါနော်အဲ့ဒါကိုဖျောင်းရှင်ကတ်လို့ပူစောပါပြီးလို့ရှင်လက်လာပါပြွင့်ဖို့စူတောင်းပေးပါတနေ့တာလက်ပါလေးပွင့်ဖို့ပွင့်လမ်းမှုကြီးလက်လာပါပေါ်ကြွေပါဖို့စူတောင်းပေးပါနော်အားလုံးအဆင်ပြေပါနဲ့နော် ကဲအဲ့ဒါလေးကိုလှုပ်ကြည့်ပါလှုပ်ကြည့်လို့ရှင်လက်လက်ပါတဲ့ပွင့်လာမှာဖះရှုပ်ပူဇော်ကတော့ရတဲ့အကြောင်းကုသကောင်းမှုတွေထူပါတယ်တကယ်လို့များလူတွေလှုပ်နိုင်နေဆိုရင်ခုနကကျွန်တော်ပြောသလိုပေါ့နော်မက်ဆီပင်အနားမှာရှိတဲ့သူတွေပေါ့နေရလူတွေတော့ပေါ်တာပေါ့နော်မကွေးတိုင်းဆိုရင်ပေါ်တယ်မက်ဆီပင်အပေါ်တယ်ဆိုလို့ရှင်လာရောင်လာရောင်အောင်လည်းဖြာကြနေတယ်မက်ဆီဘူးချက်ချင်းတုတ်ချက်ချင်းခုချက်ချင်းပြုတ်ချက်ချင်းတုတ်စားပါည7နာရီရောက်လို့ရှင်အခုကျွန်တော်ပြောသလိုပဲမက်ဆီပူတုတ်လေးတပွဲရေရေတကောင်းထဲမှာရေထည့်ပါရေတကောင်းမရှိရင်ရေဖန်ကွက်ပေါ့ပြီးရင်ဖျောင်းနိုင်တိုင်းထွန်းပါနော် အဲ့လိုလုပ်ပြီးတော့ဒီမိနဲ့ကိုပူဇော်ပြီးထွန်းညိပြီးတော့ပုဒ္ဒါပြရှင်ပူဇော်ပါကတော့ပါမေတ္တာပို့ပါဒါဆိုလို့ရှိရင်လက်လက်ပါတွေဝင်ပါလိမ့်မယ်နော်အဲ့တော့ရတရားနှစ်ခုပါညာဆက်နိုင်မှာလုံနိုင်တဲ့သူလည်းလှုပ်ပါထပ်ပြီးတော့နော်ကိုစားရုံနဲ့မကအောင်ဘုရားရှင်ကိုဘုရားရှင်ကိုကတ်တာတကယ်တော့မိနဲ့ကိုကတ်တာပေါ့ဗျာအဲ့နှစ်တွေကိုကတ်တာပေါ့အဲ့ဒါဆိုတကယ်လို့ပါပြအမြင့်တနေရမှာအဲ့ဒီဒီပကံများတဲ့မမစီပုဒ်ကိုထက်ရေတကောင်းထဲမှာရေကိုထက်နောက်ပြောင်းတိုင်းလေးထွန်းထုတ်ပြီးတော့ဒိုင်းလေးတင်ထားလိုက်ပါ တင်ထားလိုက်ပြီးတော့ဆူတောင်းကြည်ပါနော်။နှစ်တေကိုမြတ်တာပို့ပြီးဆူတောင်းကြည်ပါ။ဘုရားရှင်မကန်နဲ့ပေါ့ဗျာ။မစည်းဘူးတော့ညဘက်ဆိုတော့ဘုရားရှင်ကလည်းဖုံးပေးလို့မရဘူးလေနော်။အဲ့တော့ကျတော့အဲ့လိုလေးကပ်ပြီးမိနဲ့ကိုပူဇော်တာပါနော်။ဒါကတော့အရင်တော့မြမပြည့်မြမအယူရပါ။အခုနောက်ပိုင်းတော့ပျောက်သွားပါပြီ။ကျွန်တော်ကိုယ်တိုင်လည်းမလုပ်ပါဘူးနော်။ ကျွန်တော်တို့မဲဆီဘူးတော့၁၂နာရီထိုင်စားရတယ်ဘယ်ချိန်မှစီပေါင်းခါလဲစီပေါင်းခါနှစ်ခတ်ဆုံးပြီဆိုတော့ထိုင်စားလိုက်တာပဲရှိတယ်။တကယ်တော့လည်းချက်ချင်းခုချက်ချင်းစားချက်ချင်းပြုတ်ချက်ချင်းစားချက်ချင်းတော့ကမှမသိပါဘူး။အဲ့လိုပဲတကယ်လို့မှညတကောင်၁၂နာရီမှလုံနိုင်တဲ့သူတွေကထပ်လုပ်ပါနော်။ကျွန်တော်ပြောသလိုပဲမဲဆီဘူးတော့လေးတပွဲရေဖျောင်းနိုင်လေးထွန်းပါပြီးလို့ရှိရင်ဒီဘက်ရေရေတဖန်ကွက်ရေတော့ရေတကောင်ရှင်ရေတကောင်တော့ရေထဲပါ။အဲ့ဒါပြီးလို့ရှိရင် မင်းတက်ကိုပူဇော်ခိုင်းတာပဲဗျာမပူဇော်ဘူးကျွန်တော်တို့ကပူဇော်ရဲဆိုတာမရှိဘူးလေနော်မရှိတော့ဘာလုပ်လဲဆိုကတ်ပြီးတော့ကဲကျွန်တော်ကတ်ပါတယ်လူတန်းပါတယ်ဌာနပြုပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်လည်းစီပွားလက်လာပါတယ်ဒုတိယလုပ်ပြီးပါဆိုပြီးတော့အကူညီတောင်းမှအနက်တွေကိုလည်းမေတ္တာပို့ပေးပါမင်းတက်ကိုလည်းမေတ္တာပို့ပေးပါဒါဆိုလို့ရှိလို့ရှင်အားလုံးဟာအစဉ်ပြီးလက်လာပါပေါ်ကြောပါပါမယ်ကျွန်တော်ကတော့ပထမရေတရာတော့မဖြစ်မနေလောက်ကြပါလို့တိုက်တွန်းနေနော်မနက်6:00နာရီနဲ့9:00နာရီမနက်ပိုင်းမှာရတဲ့ညာ6:00နာရီနဲ့9:00နာရီမှာလောက်ပါเนาะခုနပထမအရေးတရားပါစံတို့ ပတ်စက်ထောင်းတရာလို့စက်တမီလည်းငိမ့်တာပေါ့နော်စံလူတဲ့တကြောင်ပတ်စက်ကလည်းဝင်တာပေါ့ပြီးရင်ရေလူတဲ့တကြောင်ရေကြောင့်အေးချမ်းတာယာမှုရတာပေါ့နော်မီးကိုပြီးစောတဲ့တကြောင်လည်းစံမီငိမ့်တော့မယ်ဖျားကိုပူဇော်တဲ့တကြောင်ညံလေးလင်းနေတယ်ထွန်းနေတာပေါ့ရေဘဲကိုပူဇော်တဲ့ကြောင်လည်းစီဝလက်လာပါလေလက်လက်ခေါ်ပြီးသားဖြစ်တာပေါ့နော်အားကြောင့်မလို့စံကြည့်ပါလုပ်ကြည့်ပါနော် ကတိချလည်းမများပါဘူးကဲဟုတ်ပါပြီနောက်ထပ်ကျွန်တော် brisin တွေတခုပြောပါမယ်ကျွန်တော်မပြောခဲ့တဲ့ brisin တွေဘာလို့ကျွန်တော်မပြောပါဆိုလူဆရာအများစုကပြောကြတယ်ကျွန်တော်ဒီ brisin တွေက၈နှစ်လောက်ကြာပြီစိတ်ခဲ့တာเนาะဒါပေမဲ့ကျွန်တော်ကျွန်တော် brisin တဲ့အခါမှာဒီယုံကြည်သက်ဝင်မှုပြင်းနေစိတ်လို့ရှိရင်ဝင်ဝင်ပါတယ်ကြုံကြည့်တော့မြှော့သွားတယ်ဝင်ရမွေးမှုအဘလုံးဆေးရမှာလဲဆိုတော့တရားရှင်လုံးပိနေကိုပတ်ဆေးရပါနှိမ့်စင်နေကိုပတ်ဆေးပါအထိတန်လုပ်ပြီးစိတ်လို့လည်းရပါတယ်အဲ့ဒါတော့ဘာလဲဆိုပထမဆုံး ရိသုံးလုံးကတော့ပုဒ္ဒံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိအားကြောင့်လူတွေအားလုံးကတရဏဂုံလို့ခေါ်ပါတယ်တရဏဂုံစိတ်တယ်ပြီးလို့ရှိရင်တော့ဂုံတော်၉ပါးဆိုစိတ်ပါဣတိပိတော့ပခေါ်ပါမပါပါဘူးပုဒ္ဒံသံဆံဓမ္မဆံတန်ခံတန်ကိစ္ဆာမိပြီးလို့ရှိရင်အရဟံတမ္မာသမုဒ္ဒောဝိဆာဆန္ဒတမ္မနောသူကရောလောကဝိတုအနုတ္တပူဇာသမထာသတ္ထာတိဘာမဘုဒ္ဓောပခေါ်ပါဒီဆိုအဲ့ဒါ၉လုံးပေါ့ပတိ၉လုံးခုနက၃လုံးဆိုတော့၁၂လုံးရပါမယ်ပြီးရင်တော့ နဆက်လေးပစ္စည်းပါဟေတုပစ္စည်းအာရမစာဒိသအနန္တဆိုတမန္နန္တပစ္စည်းရောတသာရပစ္စည်းအင်ညမညပစ္စည်းနေတံပစ္စည်းဥပနေတံပစ္စည်းပုရိဇာတပစ္စည်းရောပစ္စာဇာရပစ္စည်းအာတိနဆကံမပစ္စည်းဥပကဇာရဆိုအိန္ဒိယပစ္စည်းသာနာပစ္စည်းမက္ခပစ္စည်းရောတံရုဒ္ဒဆိုဝိပုဒ္ဒဆိုအဋ္ဌိဇောနတိဝိဒ္ဒဆိုအာဂတပစ္စည်းရောတိဟိဆိုပြီးတော့24ပစ္စည်းကိုတလုံးချင်းတလုံးချင်းချပါဒါဆိုကုနာစနစ်24ဆို36ဆိုကိုနေဝင်ကြိုက်ပါတယ်နော်ဟော36လုံးဆိုတော့ သုံးဘက်ရေ108လောက်ပြင်းနေစိမ့်မဆိုရင်သုံးကောက်ဖြစ်သွားမှာပေါ့နော်638 339ဆိုတော့108လောက်အဲတော့108လောက်ပြင်းနေဆိုလို့ရှိရင်အခုပြောတယ်တရဏဂုံရေဂုံတော်ရေပြီးလို့ရှိရင်ပဋ္ဌာန်းပေါ့နော်24ပစ္စည်းပေါ့အဲတော့လူတွေဆရာဆရာမေးအများစုကတရားကိုခဏခဏညွှန်ကြတယ်ကျွန်တော်က8နှစ်လောက်ရှိပြီဘယ်ရှိမှထူးကြဆိုစစိတ်တဲ့နေမှာတော့အရန်ထူးကြပြီးကိုယ်ဝင်လာတွေ့တယ်ပြီးလို့ရှိလို့ရှိရင်ယုံကြည်တဲ့အပြင်းနဲ့စိတ်လို့ရှိရင်တော့ထူးကြတယ်အဲတော့ breed တစ်ပတ်ပြီးဖို့အတွက်ကခုနပြောသုံးကြော့ဖြစ်သွားမှာပေါ့နော်သုံးကောက် ဆို၃၃ကရွတ်မှာတရဏဂုံရောဂုံတော်၉ပါးရောပြီးလို့ရှင်ပဋ္ဌာန်24ပစ္စည်းပါ24ပစ္စည်းတလုံးတလုံးတလုံးလုံးချသွားလို့ရှင်36လုံးဖြစ်သွားမှာပေါ့အဲ36လုံး36လုံးဖြစ်သွားတော့ကိုနဝင်းဖြစ်တာပေါ့နော်အခုတစောင်းပုံးလာပြီနေရာလဲကိုနဝင်းကြိုက်တဲ့နေပါနှစ်ခက်ကလည်း28လုံးစုံတဲ့နေပေါ့နော်အဲကိုနဝင်းနေစုံတဲ့နေဖြစ်တဲ့အတွက်ကြောင့်ဒီအခုပြောတဲ့တရဏဂုံရေဂုံတော်ရေ ပထန်းဆိုပေမဲ့24ပစ္စည်းပေါ့နော်အတူပေါ့အဲ့ဟာလေးကိုတနေ့ကိုပရိကိုပတ်စိတ်ပြီးပါအဋ္ဌဌာနစိတ်ချင်းတဲ့တော့ကိုယ့်ရဲ့အနေဆုံးအဋ္ဌဌာန်ပါနော်အဋ္ဌဌာန်မီစိတ်ပါကျွန်တော်တို့နေ့စဉ်နေအာစိန်တကစိတ်လာ၈နှစ်ရှိပါပြီငွေကြီးလက်လာပါလေစုတော်မှာစုတစ်ခုလည်းဦးတောင်းပါအဋ္ဌဌာန်တစ်ခုပြုပါကြမှာသူကပြေဆုံးမှုငွေကြီးလက်လာချမ်းသာကင်းဆိုင်ဖို့ပေါ့နော်ကိုချမ်းသာစိတ်ချမ်းသာပြီးချမ်းသာကင်းအများဆုံးဆက်ရပါလို့ဤစုတောင်းမှာ ဒါဆိုရင်တရဏဂုံရဲ့အခုခဏခဏသူများတွေပြောပြမယ်ကျွန်တော်လက်တွေ့လုခဲ့တာဖြစ်ပါတယ်အခုအဲ့ဒါကြောင့်ဆရာအများစုကဝေမျှတာတွေ့တယ်ဒါကြောင့်ကျွန်တော်မဝေမျှတာပါနော်အခုတော့ဝေမျှလိုက်တယ်တစားမုံလာပြီနေရာစာပြီးဒိတ်ထံဝင်ခြင်းတဲ့သူကကိုရဲ့ဒိတ်ထံဝင်မှာ ဆရာဘယ်ချိန်ဝင်အချိန်မှန်နေရာမှန်ဝင်ရပါတယ်။ကိုအားတဲ့ချိန်ကိုချင့်ချိန်မှာအညာဘက်မှာအားညာဘက်မှာစိတ်ပါမနက်အားရင်မနက်အစိုးရထားစိတ်ပါအဲ့ဒါနောက်တစ်နေ့မှာလည်းဒီချိန်မှာစိတ်ပါကိုရဲ့အတိတ်ထံပြီးတော့ပြီးစိတ်စေချင်ပါတယ်။ဆွမ်းလားဆိုဆွမ်းပါတယ်ကျွန်တော်ပထမဆုံးစစိတ်ခါစတော့အဆိုအင်မတန်ဆွမ်းတယ်ငွေလည်းအရန်ဝင်ပါတယ်နော်။အဲ့တော့ပြန်ပြီးတော့မျှဝေချင်တာကတစားမို့လာပြီးနေရေရာကိုလည်းလှုပ်ပေးပါပြီးလို့ရှိရင်အတိတ်ထံလည်းဝင်ပါဒါဆိုလို့ရှိရင်ငွေကြီးလက်လာပါတယ်ဟာအလုံးလိုက်ရှင်းလိုက်ဝင်ရောက်ပလာပါလိမ့်မယ်နော်။ ရဏဂုံဂုံတော်ပဋ္ဌာန်းဆိုဆိုကျွန်တော်ကအဲ့လိုတော့မပြောချင်ပါဘူးကျွန်တော်တို့ဗုဒ္ဓံတန်ဆက်တော်ဆန္ဒနာကိစ္စမိအရဟံတော်မတော်ဝိဇ္ဇာဆန္ဒတော်တို့လောက်ကောက်တူနှုတ်တော်ဗုဒ္ဓံမသာသထာတိယောတော်ဗုဒ္ဓောပကောဝါ ဟေလူဇာရဇာတိဇာနန္ဒပ္ပဇာတမန္နန္ဒပ္ပဇာတအဇာတပ္ပဇာအညံပ္ပဇာနေတ္တပ္ပဇာဥပနိတ္တပ္ပဇာဟူရိဇာတပ္ပဇာပစ္ဆာဇာတပ္ပဇာအတုိနပ္ပဇာကံမပ္ပဇာဥပါကဇာဟာပ္ပဇာအိန္ဒိယပ္ပဇာသာနာပ္ပဇာမက္ကပ္ပဇာတမုဒ္ဒပ္ပဇာဥရောဇာအဋ္ဌိဇောနတိဥဒ္ဒပ္ပဇာအောက်ကတာပ္ပဇာဒီဆို36လုံးတရားရှိလုံးပြင်းနေစိမ့်မယ်ဆိုလို့ရှိရင်၃ကြော့ဆက်ရပါမယ်ပြီးဆိုလို့ရှိရင်၃က၃កောက်ပေါ့နော်ဒီ၃ခုလုံး၃កောက်ရုံမယ်ဒါဆိုတရားရှိလုံးပြီးသွားပြီအဲဆိုကိုနဝင်းစိုက်တဲ့တစောင်းလုံးလာပြီးနေစပြီးအဋ္ဌိတံဝင်နေတူရအင်မတန်အစွမ်းထက်ပြီးအင်မတန်လက်လာပါလိမ့်ပွင့်လန်းပါလိမ့်မယ်လို့ခြံပြပါစေ